အဲ့တော့ကျွန်တော် setting တွေချက်ပြန်သွားမယ် solar first ကိုပြောင်းကြည့်အောင် fan နဲ့ဝါပြီဒီမှာဒါ fan နဲ့ဝါပြီဟုတ်ပြီ solar က1000ကျော်ထွက်တယ်နော်ညီလေးနည်းနည်းလေးပွင့်လာ1000ကျော်ထွက်လာတယ် ဲ့တော့ solar fast ကိုကျွန်တော်ရွေးလိုက်တယ် solar fast ကိုရွေးလိုက်တဲ့အတွက်ဟို T ဆိုတဲ့အတန်လေးကြာရနော်အဲ့ T ဆိုတဲ့ဟာက EPC ကိုပိတ်ချလိုက်တာဘာလို့ပိတ်ချလိုက်လဲဆိုတော့ဒီမှာကြည့်မယ်ဆိုလာဖတ်ကိုယူရတဲ့အချိန် ဒီမှာ grid ကကြည့်လိုက် grid ကကျွန်တော်တို့214ဘုတ်အဝင်ရှိတယ်။ဒါပေမဲ့ inverter ထွက်ကိုကြည့်လိုက်230ဘုတ်ရှိတယ်။အဲ့တော့ဒီမှာကဒီမှာ watt က0လို့ပြထားတယ်။ဘာကြောင့်0လို့ပြထားလဲဆိုတော့ဒီ grid ကနေအသုံးမရှိတော့လို့ inverter ကနေအသုံးမရှိတော့လို့ watt က0လို့ပြ။ဒါပေမဲ့ဒီမှာဘုတ်ကမြင်နေရသေးတယ်။ဘုတ်ရှိတယ်။ဒီမှာ hash ရှိတယ်ဆိုတော့ chain နေတယ် grid ကရှိနေတယ်။ဒါပေမဲ့ inverter ကပြီးမဖြတ်ဘူး။ဘာကြောင့်ပြီးမဖြတ်လဲဆိုတော့ SOL fast ထားထားလို့ဖြစ်တယ်။ SOL fast ဆိုတဲ့သဘောတရားက solar ကိုဦးစားပေးပါ။ ဆိုလာဥစားပေးပြီးတော့ဆိုလာလောက်တယ်ဆိုရင်ဆိုလာနေတော့သွားမယ်ဆိုလာမလောက်ဘူးဆိုရင်ဘက်ထရီကလည်းနေနေယူဆဲမယ်ဘက်ထရီကတတ်မှတ်ဖို့တဲ့တဖြည်းဖြည်းကျလာမယ်ကျလာပြီးတော့လို့ရှိရင်သူကဖြစ်လဲဆိုတော့ grid ကိုအချိန်ညာပေးဝင်မယ်နော် grid ကိုအချိန်ညာပေးဝင်မယ်ပေးဝင်ပြီးတော့ load ကိုသူက bypass ပေးလိုက်မယ်ပေါ့နော်အာ grid က charging တွင်းနေမှာပေါ့နော် ဲ့တော့ကျွန်တော် setting ဝင်ကြည့်လိုက်မယ် setting ဝင်ကြည့်လိုက်ကျွန်တော် bad delivery move က90ကျွန်တော်ထားတာလေเนาะ90ထားတာလေအဲ့ဒါကိုကျွန်တော်က90နဲ့90ထားချင်တယ်90တော့ apply လုပ်ပြီးတော့ okay လုပ် အဲ့တော့ဘာဖြစ်မလဲဆိုတော့60ရီသူကတုံးလာမယ်တကယ်လို့ဆိုလာကမလောက်ခဲ့ဘူးဆိုရင်ဆိုလာလောက်အောင်လည်းပြဿနာမရှိဘူးဆိုလာကမလောက်ခဲ့ဘူးဆိုရင်တော့ဘက်ထရီကလည်းစွဲမယ်ဘက်ထရီကလည်း60ရာခိုင်နှုန်းတွားမယ်တွားပြလို့ရှိရင်60ရာခိုင်နှုန်းရောက်လို့ဆိုတော့ယူရီရီကနောက်မှရှိတယ်ယူရီရီကိုပေးဝင်မယ်ပေးဝင်ပြီးတော့အာဘက်ထရီကို charge လုပ်မယ်ပေါ့နော်နောက်ကြရင်ယူရီရီကို bypass ပေးထားမယ်ပြီးသွားရင်ဘက်ထရီကထပ်ပြေလာမယ်ပြေလာလို့ရှိရင်65ရာလို့ရှိရင်ဘာဖြစ်သွားမလဲဆိုတော့အမှ grid ကိုသူကပေးဝင်တော့ပြန်ပေးဝင်တော့ပဲနဲ့တကယ်လို့ဆိုလာလောက်အောင်ဆိုလာအောင်တွားမယ်မလောက်ဘူးဆိုရင် battery ကိုထပ်ဆွဲမယ် အဲ့တော့ထွက်ဆွဲလာရင်60ကြီးထွက်ကြရင်ခုနက grade ကိုပေးဝင်မယ်အဲပြန်ပြန်အားသွင်းမယ်65ရောက်လာမယ်အပြည့်ဝမယ်အပြည့်ဝလို့ရှိရင် grade ကိုအာဖြုတ်ချလိုက်မယ်ဆိုလာကနေဘက်ထရီကနေဆိုတော့ပြန်တုံးမယ်ဒါ SOL fast charging ရဲ့နေထားပါ SOL charger ဘာဖြစ်လဲဆိုတော့ SOL ကိုဒီချိန်မှာဆိုလာကိုဖြောင်းဖြုတ်ချလိုက် grade ကဘိုးရှိရယ်မဆိုလာလည်းရှိနေတယ်အဲ့ဒီအချိန်မှာကျွန်တော်ဆိုလာကိုပိတ်ချမယ် ဘာဖြစ်မလဲကြည့်ကြည့်အောင်ပြေးလိုက်ဒီဆိုတဲ့တန်နေမိလာလေ ် grid ကိုပိတ်ဝင်သွားပြီ solar ကကျွန်တော်ပိတ်လိုက်ပြီဒါ solar first က solar မရှိတော့ရင် grid ကိုသူပိတ်ဝင်တယ်နော် SVU ကြတော့အဲ့လိုမဟုတ်ဘူးအဲကျွန်တော်နောက်ပိုင်းညရှင်းပြပေးမယ်အဲ solar first ကဝင်ရှင်းပြနေတပါလေ solar မရှိတော့တာနဲ့သူက grid ကိုပိတ်ဝင်သွားတယ် battery ကိုအားသွင်းတယ်နော်အဲ့ဒါကိုကျွန်တော်ပြောလို့ရင်းဖြစ်ပါတယ်အဲ့ဒါ solar ပိတ်ချလိုက်တာဖြစ်ပါတယ် ိုတာကိုပြန်တင်လိုက်ပါဘူးဟော EVC ကိုပေးမဝင်တော့ဘူးအဲ့တော့ဘက်ထရီက၃တဲ့လောက်ကိုဟာဆိုလာကလောက်လာတော့လောတယ်ဆိုလာကလောက်တယ်ကျွန်တော်တို့ဒီချက်ပြန်ကြည့်ကြည့်မယ်ဆိုလာကဝတ်ဆောင်ရော ုနာကဝက်ရှောင်းကျော်ထွက်နေတယ်။ဒီဘက်ကအတုံးကပေါ့400ကျော်ရှိတယ်။အဲတော့ဆိုလာကလောက်တဲ့သဘောရှိတယ်။ဆိုလာလောက်တဲ့ကျတ်ဘက်ထရီကို charge လုပ်နေပါတော့နော်။ခုနကကျွန်တော်တို့က95 limit ထားထားတာကပြည့်သွားလို့ရှိရင်95တပတ်ပြည့်သွားလို့ရှိရင် grid ကိုပေးမဝင်တော့ဘူးလို့ပြောထားတယ်။ဒါပေမဲ့ဆိုလာကလောက်နေတယ်ဆိုဘယ်ထိသွားမလဲဆိုတော့တရားကတော့ဒီသူကဘက်ထရီကိုအားသွင်းမှာ95နဲ့တန့်နေမှာမဟုတ်ဘူး။ဆိုလာကြတော့သူက free ပေးထားတယ်။ grid ကိုတော့ 95အထိတွင်းဆိုပြီးတော့သူကပြောထားတာနောက်ဆိုလာကြတော့သူကတရားခံလုံးလေးသူတွင်းအောင်မှာဒါကိုကျွန်တော်ပြလို့ရင်းဖြစ်ပါတယ်အဲ့တော့ကျွန်တော်အခုဒါဆိုလာကလောက်နေတယ် grade အသုံးနဲ့လောက်ကနင်းနေတယ်ဆိုတော့ကျွန်တော်တွားပြီးတော့ air con တစ်ခေါင်း air con တော့ဖွင့်ကြည့်မယ်နော်ဘာဖြစ်လဲ တော့ aircon တကောင်ကျွန်တော်တော့ဖွင့်လိုက်ပြီအဲ့တော့ aircon တကောင်တော့ဖွင့်လိုက်တဲ့အချိန်မှာဘယ်လိုဖြစ်လာလဲဆိုတော့ဒီမှာကြည့်တာဆိုတော့ကဝါရှိရကြောင်းပဲထွက်တော့လေလောက်ကထောင်းနေရကြောင်းဖြစ်နေပြီအဲ့တော့ဘက်ထရီကနေဆွဲနေတာမဆွဲနေတာကျွန်တော်တော့ကြည့်ဒီမှာ discharge ဖြစ်နေတယ်နော်5 5 5.8 4.8 ampere နဲ့ discharge ဖြစ်နေတယ် ါဆိုရင်ဆိုလာကမလောက်တော့ဘူးအိမ်သုံးကများသွားပြီအဲ့တည်းဘက်တရီကလိုက်ပြီးတော့နောက်ကနေပေးနေတာနော်အဲ့တော့ဘက်တရီကခုနကကျွန်တော်ချိန်ခဲ့တာ60ရှိဘူးနော်ကျွန်တော်နည်းနည်းကပ်ပြီးတော့ချိန်ကြည့်မျိုးလုပ်နေရလို့ဆိုတော့ဒါကြီးလည်းကြာသွားမှာဆိုလို့ပြီးရတယ်ပြတ်ခံ 超差劲，不过在阿泰，不难了。 ဟုတ်နော်ကျွန်တော်60 96ထားလာပြီ96မှာ grade ကိုပေးဝင်နေစမ်းကြည့်အောင်မိကတော့ပြတ်ခံနေပြီနာနာရီနဲ့96ဖြစ်နေပြီဆိုတော့၄မိနစ်ပဲကြာတော့လေ၄မိနစ်မှာ96နဲ့6နဲ့ grade ကိုပေးဝင်မှာချက်ကြည့်အောင်ချင်းနေအောင်လုပ်ဖြစ်ရဲဆိုတော့ဇူလောင်ကတော်တော်ကြီးကိုထွက်လာပြီပေါ့နော်2000လောက်ဖြစ်လာပြီဘော့က1190ဖြစ်ပဲရှိရဲဆိုတော့ ိုလာကလောက်နေတယ်အဲ့မှာလောက်နေတော့ဖြစ်နေတော့ recharge တောင်မဖြစ် recharge တောင်မဟုတ်ဘူးเนาะ charge တောင်ဖြစ်နေပြီပေါ့เนาะကျွန်တော်ကျွန်တော်ခုနကစမ်းပြမယ်66ထီတော့စင်းသွားတယ်အကြောင်းမရှိတော့ထပ်တိုးလာဖို့ရှိတော့တယ်ဘယ်လိုဖြစ်လဲဆိုတော့ဒီမှာက charge တောင်ဖြစ်သွားပြီ15 MB อ่ะဒီမှာ discharge တောင်ဖြစ်နေ discharge တောင်မရှိတော့ဘူးဆိုတော့ဆက်သွင်းနေမှာဒီမှာ watt က2000ထွက်လာပြီပေါ့เนาะဒီမှာကဘုံလောက်က1000လောက်ပဲရှိတယ်ဆိုတော့ဆိုလာကနောက်ကနေ2000လောက်ထွက်လာပြီဖြစ်တဲ့အတွက် ာဘက်ထရီကိုအားသွင်းနေပါတော့เนาะကျွန်တော်လိုချင်တဲ့ point ကိုသူရောက်မှာမဟုတ်တော့ဘူး60 6ကိုသူရောက်မှာမဟုတ်တော့ဘူးเนาะခုနကကျွန်တော် point ချတာဟာ66 60ခွန်ပါเนาะ60ခွန်ကြရင် grid ကိုဖြတ်မယ် grid ကိုပေးမဝင်တော့ဘူး66ကြရင် grid ကိုပေးဝင်မှာပေါ့เนาะ battery ကိုအသွင်းဖို့အတွက် grid ကိုပေးဝင်မှာအဲ့ point ကသူရောက်မှာမဟုတ်တော့ဘူးဘာလို့လဲဆိုတော့ဆိုတော့ကျွန်တော်ဆန်းနေတဲ့အတွင်းမှာပဲအဲ2000ကျော်လောက်ထွက်လာတော့ပေါ့เนาะ အဲ့တော့ဆိုလာကိုတော့ဖြတ်လိုက်တော့ဒီကြိုင်းလာဆိုရင်တော့သူချတ်လုံးနေတယ်ကိုကျွန်တော်ရောက်ချင်တယ်66ကိုရောက်အောင်ဆိုတော့တော့ဖြတ်ချင်အဲ့ဆိုလာဖြတ်လိုက်ပြီဆိုလာဖြတ်လိုက်တယ်ဘာဖြစ်လဲ AC ကဝင်လာလိမ့်မယ် AC ကိုလည်းဝင်မခံအောင် လာ first round AC ကဝင်လာပြီ AC ကိုလည်းဝင်ခံ AC ကဝင်ခံလာလို့ရှိရင်ပဲရှိသွားပြန်ပါအဲ့တော့ AC ကိုလည်းကျွန်တော် play ဟာဝီဝတ်ထောင်ကျော်ကလုံးဝပြုတ်မကြပါဘူးเนาะစက်သွားနေတော့မယ်အဲကောင်မောင်းနေတော့เนาะ အဲ့တော့အခုကကျွန်တော် solar breaker ကိုတင်လိုက်ချလိုက်တုံနေတာရှိတယ်ဒါပေမဲ့ under load ပေါ့နော်အခုက under load ပေါ့ water on တုံထားတယ် now ဒါကြီး load ဒါများတယ်ဆိုတော့ကောင်းလာတော့ပေါ့ solar breaker ကိုအခုလိုတင်ချလို့တော့တော့တင်ပေါ့နော်တကယ်လို့ဘာတင်ချလို့ချင်တယ်ဆိုရင်တော့ဒီ load ကို short ပြီးတော့တင်ချလို့တော့ပိုကောင်းတယ် ဘယ်လိုဆိုတာကအမှ breaker မှာအပေါင်းလုံးမှာတတ်ထားတာရှိရယ်ပေါ့နော်ဒါကျွန်တော်ဟိုတနေ့ကပြောခဲ့ပြီဖြစ်တယ် breaker မှာအပေါင်းလုံးရှိရယ်အဲ့ဒါကိုလိုက်ပြီးတတ်တာရှိရယ်တကယ်လို့အဲ့ဒါကိုလိုက်ပြီးမတတ်ထားဘူးတင်ချလုံးမယ်ဆိုရင်ခုနက breaker လောင်သွားတာဖြစ်နိုင်တယ်မီးလောင်သွားတာဖြစ်နိုင်တယ်ပေါ့အဲ့တော့ under load condition မှာဒီ solar breaker တင်ချလောင်တာအပေါင်းလုံးအမေတို့ကရှိရဲဒီမလာတဲ့ကိုကိုကဘရိတ်ကာဘလောက်ပဲတင်တင်လိုက်တင်လိုက်ပေါ့နော်ချက်ချင်းတော့ပြေးမှုခဏဆောင်မှာတော့ တရင်ပေးဝေတဲ့ inverter တွေဆိုတာပြဿနာရှိတယ်ပေါ့။တော့တော်ကြီးကြာတယ်ပေါ့နော်။တော်ကြီးကြာတယ်96ရောက်ပေါ့ပါ။တော့ပန်းကပန်းကတော့ထပ်ဖွင့်လာပြီပေါ့နော်။ပန်းကတော့ထပ်ဖွင့်လာပြီလောက်ကိုတက်အောင်လို့အဲတိုင်းတက်တယ်ခပ်ပြီးထပ်ချရတယ်လို့ပေါ့ 96ရောက်သွားပြီ96ရောက်သွားပြီကျွန်တော်ပြောချင်တဲ့ခန္ဓာကိုပြောလို့ရပြီပေါ့နော်အဲ့ချိန်မှာကျွန်တော်ဆိုလာကိုခေါင်းကြည့်မယ်ဒါတော့ဒီဥစုကဒါသူကတိတ်ကောင်းကြီးမဟုတ်ဘူးအဲ့တော့ဆိုလာကကျင်းနေနေမှာနော်လှည့်ကြည့်လိုက်တော့ရာသူကတိတ်ကောင်းဘူးနော်อ่านี่ตึ่งตาอูปะเนาะตาไอ้ตัวเจ้งนี่เลยสู้ราหลอกฉิมมาหลอกออกมาปะเนาะอะแล้วตันสู่มาสู้แล้วปังเอาไปไล่มา အဲ့တော့ solar brake ကတင်မယ် solar brake ကတင်လိုက်ပြီအဲ့ချက်ချင်းပြေးမှန်နေပြီအဲ့ solar ဝင်လာပြီထွေးရင်သူတက်လာပြီဆိုတော့ထောင်းကျော်တက်လာတယ်ထောင်းတော့ဆိုတော့လောက်နေတော့ ေတာ No အဲ့လိုလောင်းနေတယ်လို့ပြောတာဒီမှာကြည့်ဒီမှာ battery မှာ charge လည်းမရှိဘူးဒီ charge လည်းမရှိဘူးဗောနော်ဒီမှာ charge ကလည်းနည်းနည်းလေးတောင်တော့ charge လုပ်ချင်နေသေးတယ်ဒီ charge ကလုံးဝမရှိဘူးအဲဆိုတော့ကတက်လိုက်ကြလိုက်ရောဖြစ်နေဗောနော်ဒါဒီမှာအသုံးရှိတော့ဒီမှာ charge ကပူတော့များလာပြီဗောနော်အဲ grid က grid ကကျွန်တော်ဖွင့်မယ် grid ကိုဖွင့် ဂရစ်ကိုဖွင့်လိုက်ပြီဖွင့်လိုက်ချိန်မှာဂရစ်ကရှိရယ်ဂရစ်ကရှိရယ်ဆိုတော့က1300လောက်က1300ဆိုတော့သူကလောက်ငါနေနေထားမှာရှိရယ်အဲတော့ဒီမှာတချာဖြစ်သွားပြီအဲဂရစ်ကိုတော့ဆက်ပေးမွင့်နေဘူးဒီမှာတချာဖြစ်သွားပြီဆိုတော့နည်းနည်းသွားပြီဒီမှာ charge ပြန်ဖြစ်လာတယ်ပြန်များလာတယ် ဂရစ်ကိုပေးမွန်သေးဘူးဂရစ်ကရှိတော့မှမင်းပြတ်သေးဘူးတနာနေနဲ့9မိနစ်ဖြစ်နေမင်းပြတ်သေးဘူးเนาะဒီနေ့မင်းပြတ်ဘူးလားမသိဘူးမင်းပြတ်တာကံကောင်းပေါ့ပြတ်သွားတော့ကျွန်တော်စမ်းစမ်းပြတာတော့ရပါတော့ပြန်နောက်နေ့ပြန်စမ်းရမယ်ပြတ်သွားဆိုတော့တော့တော့မယ်เนาะဟုတ်တယ်စမ်းကြည့်မယ်ထည့်ကြည့်မယ်ထပ်ပြတ် အဲဒုက္ခ1400ဖြစ်သွားပြီအဲမလောက်တော့ဘူးကျင်းနေပဲထရဆွဲနေပြီဟိုဒီ charge ဖြစ်နေပြီလုံးတွေထပ်ထည့်လိုက်တယ်ဟိုဒီ charge ဖြစ်နေတယ်မကောဒ6ဖြစ်နေပြီရင်းပြတ်သေးဘူးကျွန်တော်ဒီမှာဘလောက်ပေးထားလဲဆိုတော့96 96ဆိုတော့ဟုတ်ပြီ96မှာပေးထားတယ်96မှာ grade ကပေးဝင်ရမှာပေါ့နော်လောဆယ်ဝင်နေပြီ ဘက်ထရီကနေဆွဲနေပြီးဒီ charge ဆိုတော့တန်းအံ့ပြီးတော့ဆွဲနေပါတော့ solar ကဒီရသလောက်ကိုသူနောက်ကနေလိုက်ပေးနေတယ်။အဲဒီမှာ1400ဒီမှာ800ကျော်တော့ပဲဖတ်တော့တယ် solar မလောက်တော့ဘူးเนาะအဲ့တော့ဘက်ထရီကနေဆွဲနေတယ်ကြာဒီလူကနေလေးမိုးအောင်ကနေနေထားပါတော့ထွက်နိုင်ကြတော့လိုက်ထွက်တော့တော့96ဆိုတော့ဒီမှာ14ရာခိုင်နှုန်းဆိုတော့ကျွန်တော်ဥစားဖြည့်လို့ရှိရင်လုတ်ကိုထပ်တင်ကြည့်မယ် နော်ဒီမှာ65လောက်ထိဆင်းသွားအောင်ပေါ့နော်65ဆိုရင် grid ကိုပြေးဝင်အောင်နော်လောဆယ်ကမီးရမပြတ်သေးဘူးနော်တနာရင်းနဲ့ခွန်လေးရှိနေပြီပေါ့ထပ်ထပ်လောက်ကြည့်ပါထပ်တင်ကြည့်ပါ65ကနေ66ကနေ65ကျဖို့တော်တော်ကြီးတော်တော်ကြီးကိုချိန်ကြသေးတယ်နော်1%လောက်ဟောဝက်က1600ဖြစ်သွားပြီ 95ရောက်နေပြီအဲ့တော့ကျွန်တော်စတင်ကလွဲမှားဖြစ်နေတာပြန်ကြည့်မယ်အဲ့တော့94 94အထိခွာထပ်ခွာကြည့်တာ ဆက်မှာတားပြီးတော့ပြောင်းပြောင်းချက်သွားကြည့်။အဲ့ဆိုရင်ပြောင်းတယ်။မှာ64တရားပြောင်းတယ်နော်။ဟိုဘက်မှာကျွန်တော်ပြောင်းခဲ့တဲ့အတိုင်းပဲဒီမှာ64တရားပြောင်းနေတယ်။ဆက်ဖတ်မယ်။ဒါက65ဘက်ထရီကဘယ်လောက်ဆွဲနေလဲဆိုတော့24နဲ့ဆွဲနေတယ်ဆိုတော့တိတ်ကြာခင်ချိန်တွင်းမှာ64ဖြစ်လာလိမ့်မယ်။ အဲ့တော့ grade ကရှိနေတော့မယ် grade ကပေးဝင်လာမှာတစ်ချက်ကြည့်မယ်အဲ့ဒီနေ့ကရုံးပေးရဖြစ်တဲ့အတွက်မိလာဖို့တော့များတယ်ပေါ့နော်ဟောပေးဝင်သွားပြီနော် tax ဆိုတဲ့အတန်းလေးချန်ကြားလိုက်တယ်ပေးဝင်သွားပြီ64ရောက်သွားပြီအဲ့တော့အဲ့ချိန်မှာဆိုတော့ဘာလို့လုံးလဲချက်ကြည့် ရစ်ကဘာလုပ်နေလဲဆိုတော့ဝန်ထောင်ကျော်ထွက်လာပြီလောက်ကိုလည်းသူကပေးတယ်ဘက်ထရီကိုလည်းအားသွင်းတယ်ဘက်ထရီကိုအားသွင်းလဲဆိုတော့ဒီမှာဒီမှာကြည့်တယ်ကျွန်တော်ဘက်ထရီဘက်ထရီအားသွင်းတယ်27နဲ့သွင်းတယ်နော်27နဲ့သွင်းနေတယ်ဆိုတော့ကျွန်တော်ကခုနက AC ကိုချိန်ထားတာလောင်းလိုက်ချိန်ထားလဲဆိုတော့ဒါဆိုရင်လည်းချိန်ထားတာဟုတ်တော့ ပိုတဲ့အကြောင်းအရာရှိတယ်။ဘာကြောင့်လဲဆိုတော့ solar ပါနေလို့ solar ကလည်းတွင်းတယ်၊ grid ကလည်းတွင်းတယ်ဒီ battery ကိုအားကြောင့်မို့သူက29ရာခိုင်နှုန်းနဲ့ပေါ်နေတာ။ဒါမှကျွန်တော် solar first ရွေးထားတယ်။နောက်တော့ဒီမောင်ကအဆန်ရွေးထားတယ်။အဲ့ချိန်မှာမှသူကတွင်းလာတာ။နော်အဲ့ချိန်မှာကျွန်တော်တွင်းလာတယ်။ဟာနော်အဲ့တော့65အထိဆိုတော့ကျွန်တော်တို့ကနည်းနည်းလေးဟိုတရားထိစောင့်အောင် ကြာကြီးဖြစ်မနေတူတယ်အဲ့တော့69ကျွန်တော်နောက်ကို69ပြောင်းကြည့်မယ်69 fiber sand ဟာပြီးတော့เนาะဒါ fiber sand မှာဟာဒီရဲ့ချုံချုံလို့လည်းမရဘူးပေါ့เนาะ fiber sand အနည်းဆုံးတော့ရှိမှရအောင်ဆိုတော့69ထားမယ် okay ထားမယ်ပြီးတော့ရှင်ပြန်ထွက်မယ်ကျွန်တော်ဘာသာလုပ်မလဲဆိုတော့နံပါတ်တာမှာတွားပြီးတော့ကြည့်ကြည့်မယ် ဘက်ကပေးဝင်နေပြီအဲ့ဆိုရထားရတယ်ကိုဇာလေးကိုဇာကိုเนาะကျွန်တော်ခုနကပြောင်းလိုက်တဲ့အတိုင်းပဲ အောက်က air con က AW ဘီနဲ့တူတယ် air con ကြာပါပြီဘာလို့ဒီမှာ work ကကြာပါပြီ air con အခန်း AW ရတယ် air con ပိတ်သွားပုံပေါ်တယ်ကွာဒါမဲ့သူ့အတူလောက်ကများများနည်းနည်းပေါ့နော်ဒီမှာကကျွန်တော်60ကိုရာကတော့ပြည့်ကျင်တယ်ဆိုတော့2%လောက်ထပ်ဆောင်ပါတော့အဲ့တော့သူက charging amiga 27 တော့ဒါစိတ်ဝင်စားဖို့ကောင်းပါတယ်အဲ့တော့ပထမ charging priority ရဲ့အဲတော့ SUV SOR battery fire SVU တွေကဆက်ဆက်နေတယ်ဆိုတော့ဒါကိုပြောခြင်းဖြစ်ပါတယ်ဟိုဟို solar နဲ့ utility နဲ့ SNU ကိုရွေးထားနိုင်မယ်နဲ့ပေါင်းသွင်းမယ်လို့ထင်နေပါတော့သူရဲ့စတင်ရဲ့ရှေ့ရစတင်ရဲ့အလိုကြသူကလိုက်ပြီးကစားနေဖြစ်ပါတယ်ဒါကိုတကယ်တတ်မှတ်လို့မရဘူးเนาะဒါလက်တွေ့ပြလောင်ဖြစ်ပါတယ် ဟိုရှင်းပြနေတာ SOL first view လို့ရှိရင်ဘက်ထရီကဘယ်လိုလုပ်လို့လဲဆိုတာပြခြင်းဖြစ်ပါတယ်။ခုနကကျွန်တော်64ရွေးထားတယ်အခု69ရွေးထားတယ်69ရောက်ရင်ကျင်းနေတယ်။ EPC ကိုသူကဖြတ်ချလိုက် နော် USB ရှိနေတယ်ထည့်ချလိုက်တာဘက်ထရီကနေအဲ့လိုပေါ့နော်ဆိုလာကမလောက်ခဲ့လည်းညဘက်ထရီကနေယူ3 3 3ဟောသုံးရမယ်ပေါ့နော်ဘက်ထရီကအများကြီးယူသုံးနေမှာလည်းမဟုတ်ဘူးဘယ်လိုချိန်မှာယူသုံးမလဲဆိုတော့ဆိုလာမလောက်မှသာဘက်ထရီကနေသုံးရမှာပေါ့နော်သုံးလိုက်ပြန်ဖြည့်လိုက်ပြန်ပြည့်ရတယ်သုံးလိုက်ပြန်ဖြည့်လိုက်ပြန်ပြည့်ရတယ်5%လောက်ကိုသူကစားမှာပေါ့နော်အဲ့ဆိုစီ5%လောက်သူကစားမှာဆိုလာမလောက်ခဲ့ရင်ပေါ့ဆိုလာလောက်ခဲ့ရင်တော့ပြဿနာမရှိဘူးသူကဆိုလာကနေပဲသွားရနေမှာပေါ့နော်အဲ့ဒါကိုပြောလို့ဖြစ်ပါတယ် တော့68ရောက်လာပြီအဲ့တော့ SO နဲ့ SBU နဲ့အတူတူပဲ SBU ကတော့ solar ရှိရှိမရှိရှိသူကဘက်ထရီကနေဆွဲမှာပဲနော် solar အချိန်မှာဖြောက်ချလိုက်တယ်ဘက်ထရီကနေဆွဲမှာပဲ solar မရှိညဘက်ဆိုလည်းဘက်ထရီကနေသူကဆွဲမှာပဲပြီးတော့မှဘက်ထရီကနေတလဲအာ EPC ကနေတလဲသွားလိုက် EPC ကတွင်လိုက်ဘက်ထရီပြည့်လာလိုက်အာ EPC ကိုဖြောက်ချလိုက် ်နောက်ဘက်ထရီကရောက်သွားလိုက် EBC ကိုပြန်ဝေးပေးဝင်လိုက်အပြန်သွင်းခံလိုက်သွင်းသွားလို့ရှိရင်ဘက်ထရီပြေလာလိုက် EBC ပြန်ဖြုန်းချလိုက် EBC ကိုပေးဝင်မယ်မပေးဝင်ဘူးသူကအဲ့လိုမျိုးဘက်ထရီ SOC ရာခိုင်နှုန်းနဲ့သူကကစားနေမှာပေါ့နော်အဲ့တော့ SVU ကိုဒီမှာတောင်းအောင်မရွေးကြဘူးဒီမှာကမီးပြက်တာများတယ်အခြားနိုင်ငံတွေမှာမီးပြက်တာနည်းတဲ့အတွက် SVU ကိုသူတို့ထားကောင်းထားလိမ့်မယ်ပြဿနာမရှိဘူးသူတို့ကတော့ပေါ့နော်အာဟိုဘက်ထရီဘက်ထရီကိုနည်းနည်းယူသုံးရမှာပါလဲဆိုတော့သူကခါကြလို့ရှိရင် pick period ဆိုတာထားပါတော့ညာ၈နာရီရရင် ဒါည10:00နာရီမီတာကားကပို့ကုန်နေဆိုရင်အဲ့လိုမျိုး function ကိုတို့ရွေးထားနိုင်မယ်ဘက်ထရီကလည်းပို့သုံးတဲ့ function ကိုပို့ရွေးထားနိုင်မယ်ကိုယ်နိုင်ငံမှာအဲ့လိုမဟုတ်ဘူးအာအချိန်ပိုင်းလိုက်အာ မီတာကတိုးကောက်တာမရှိဘူးခြားနိုင်ငံမှာကရှိတယ်ကျွန်တော်နိုင်ငံမှာကမီတာ unit အလိုက်ပဲပေးတော့ဘယ် unit ကနေဘယ် unit ထိကငွေဘလောက်နောက်အဆက်ဆုံးငွေဘလောက်ဆိုလို့မတိုးကောက်တာရှိတယ်ခြားနိုင်ငံမှာမဟုတ်ဘူးည8နာရီအနေထားပါတော့ည10နာရီထိမီတာတိုးကောက်တာရှိတယ်အဲ့လိုမျိုးတိုးကောက်တဲ့အချိန်ကြတော့ရှင်သူတို့ကဘယ်လိုဥစားပေးပြီးသူတော့မှ ဲ့တော့မီတာကနည်းနေတဲ့အချိန်မီတာကကောက်တဲ့အချိန်ထားပါညနေ7နာရီမတိုင်ခင်သူ6နာရီလောက်ကနေ7နာရီလောက်ထိသူအာသွင်းထားမယ်မီတာကတက်တာတဲ့နှုန်းနဲ့သူအာသွင်းထားမယ်ပြီးသွားလို့ရှင်သူကဘက်တရီကနေပြန်ယူသုံးမှာပေါ့နော်ညာ7နာရီညာ10နာရီအတွင်းတော့အဲ့လိုမျိုးအချိန်ညလို့ရှင်သူက SPU ကိုရွေးကောင်းရွေးမှာပေါ့နော် SBU ရေကောင်းရွေးမယ်။အဲသူ့ရဲ့လုံးနဲ့ချိန်ပြီးတော့ SBU ရေကောင်းရေကောင်း။ကိုယ့်နိုင်ငံမှာတော့ SBU ကတိတ်စင်ပြေဘူး။ဘာလို့ပြေလဲဆိုတော့ဗဒီကနေဆွတ်ဆွဲသွားတယ်။မီးကလည်းပြတ်သားမှုချိန်တယ်။နောက်မီးယာကလည်းဘာမှမချိုးဘူး။အဲတော့ SBU ရွေးထားလို့တိတ်ပြီးတော့အစင်ပြေဘူး။အဲဗဒီကနေလောက်မလောက်လို့ကိုယ်တည်းကမီးပြတ်တော့ညံမှရှိဖြစ်တတ်တယ်ပေါ့နော်။အဲတော့ကျွန်တော်တို့ကဘယ်လိုရွေးမလဲဆိုတော့ SBU ရွေးရင်မြေဒါမှမဟုတ် as as you be ရွေးနေမြဲ as you မရှိဘူးဆိုများသောအားဖြင့် as so ရွေးကြတာများတယ်ပေါ့နော်ဆိုလာဦးသားပြီးတုံးတာများတယ် SUV ရှိရင်တော့ SUV ကိုရွေးကြအများတယ်ဒါတော့ပြောလို့ရင်ဖြစ်ပါတယ်အဲ့တော့ SVU နဲ့ S solar fast เนี่ยဘာမှတိတ်မကွာဘူးဘက်ထရီအတက်ကြလာဘာမှမကွာဘူး quality ချက်ပဲရှိတယ် solar မရှိခဲ့ရင် as ဆိုရအလုံးလုံးမဲ့ SBU က solar ရှိသည်ဖြစ်စေမရှိသည်ဖြစ်စေသူ့ရဲ့ function ကအလုံးလုံးမဲ့ as ဆိုရကြတော့ solar မရှိခဲ့လို့ရှင်သူက utility fast ပုံစံမျိုးပုံစံပြောင်းသွားမှာเนาะ utility fast ပုံစံပြောင်းသွားမှာတစ်ခုပြောင်းသွားမှာ SBU ကလုံးဝမကူပြောင်းဘူးသူ့နေရာမှာသူရှိနေတယ်เนาะအဲ့အရာလေးကိုသိရှိဖို့လိုတယ်အဲအနှစ်ခုကပွာချခြင်းဖြစ်ပါတယ်အဲ့တော့68ကနေ69ရာခိုင်နှုန်းကိုပြောင်းလာတော့မှာဖြစ်ပါတယ်အဲ့တော့ဘာစက်ဖြစ်မလဲကြည့်ကြည့်အောင်69ပြောင်းလာပါပြီဟုတ်ပြီဖြတ်ချလိုက်ပြီ69ရောက်ပါပြီဖြတ်ချလိုက်ပြီမီးပြတ်သွားတာမဟုတ်ဘူးเนาะမီးပြတ်သွားမှာမဟုတ်ဘူးဆိုတော့ကျွန်တော်ဘလို့တည်တယ်ဆိုတော့ဒီမှာ ိုကလက်ရှိနေတော့မှ hash လက်ရှိနေတော့ wallet ဒါမရှိတော့တာပေါ့နော်။ EBC ဆိုတော့ဖြတ်ချလာပြီ99ပေါ့နော်။အဲ့တော့ကျွန်တော် SOL ကို99ရာခိုင်နှုန်းရောက်ရင်ဘယ်လိုဖြစ်သွားမလဲ။96ရာခိုင်နှုန်းရောက်ရင်ဘယ်လိုဖြစ်သွားမလဲဆိုတော့ဒီမှာရှင်းပြလို့ပြီးပါပြီ။အားလုံးလည်းသဘောပေါက်နားလည်မယ်လို့ထင်ပါတယ်။နော် SOL first time ဘယ်လိုလုပ်လို့လဲဆိုတော့ဗောနော်အဲ့ချိန်မှာတစ်ခါကြာရင် user ကသွားကြည့်မယ်ဟာ EBC လာနေရဆိုအာမသွင်းဘူးမသွင်းဘူးလေဘာလို့လဲဆိုတော့ SOL first ကိုတက်ဆင်သူကရွေးခဲ့လို့ဖြစ်တယ်ဒီခါကျသူကိုယ်တိုင်မှားပြီးနှိမ့်မိနှိမ့်မိလိုက်တယ် SOL first ကိုတောင်းမိတယ်ဟာ EBC လာနေတဲ့အကိုကြီးအာမသွင်းဘူးသူလှုပ်တင်တာကတော့ EBC လာတိုင်းအာသွင်းရင် utility first ကိုသူထားထားကိုထားထားပေးလိုက်ရမှာနော် EBC ကနေ battery ကိုအာသွင်းမှာဖြစ်သွားတယ် SOL first ကခုနကဒါကနိုးတက်မှတ်တဲ့အချိန်အတွင်းအတွင်းမှာပေါ့နော် ာယူတီတီကနေဘက်ထရီကိုအားမသွင်းပါဘူးဒါကိုပြလို့ရင်ဖြစ်ပါတယ်ဒါဆိုတော့ရှင်းလောက်ပြီးထင်ပါတယ်